ဒီဖုရားကတော့ဒီစီဒီဖုရားကတော့လူတော်ကြီးဖုရားရဲ့အနောက်ဘက်ကစီဒီဖုရားဝင်းကြီးဖြစ်ပါတယ်ဒီတိုင်းလည်းခတ်ထားတယ်အောက်မှာလည်းတော့ဝင်းကြီးအကုန်လုံး၄တောင်ကြီးခတ်ထားတယ်ဒီဘက်ကတော့နောက်ဘက်ကိုသွားတဲ့စီဒီဖြစ်ဒီဘက်ကစီဒီတွေကတော့အကုန်လုံးလိုင်ဖုရားတွေမျိုးပဲနဲ့စီဒီတွေဖြစ်မယ်ဒီဘက်မှာစီဒီနှစ်စုကိုဖူးတွေ့ရပါမယ် ဒီဘက်ကတော့လူတော်ပြေဖျားဝင်းကြီးရဲ့အနောက်ဖက်တဲတွေကစေရီလုံးကြီးတဆူဖြစ်ပါတယ်အထက်မှာတော့ ठी တော်မပါပါဘူးစေရီတွေကတော့တဆူနဲ့တဆူ ठी ဆက်ပြီးတော့မှာဒီတဆူနဲ့တဆူနဲ့ကြားထဲမှာရှောက်လန်းလေးတွေအတီးတီးနဲ့ဟောပတ်တယ်မှာအကုန်လုံးတစ်ဘက်လေလို့စေရီအညိုးထိုးလို့မလွယ်ဘူးစာဒီနေရာမျိုးပါအဲ့တော့ ဓမ္မယန္တိထေကျွေဖရာလို့တွေ့ခဲ့တယ်။အဲတော့ဓမ္မယန္တိထေကျွေဖရာတရားချုပ်သွားပြီးတော့မှလေ့လာ ပြီးတော့ဖူးမြော်ပါမယ်။ဝိဇယဓမ္မယန္တိထေကျွေဖရာပါဒီဖရာလေးရဖရာလေးရငယ်ပေမဲ့ဖရာပွဲတော်ဟောခန်းခန်းညာညာနဲ့အလားပါပါရှိတယ်။အဲမှာတော့ တကားပိတ်ထားပါတယ်တကားပိတ်ထားပေမဲ့ရွှေဘိန်းချဘုရားတင်လေးပဲဘုရားတဆူကိုကုညောနေပါလေအနောက်လှိုင်ရှိဘုရားအေဒီ၁၂ရာစုထောင်း386မြန်ဆောင်235ရန်ကုန်မြို့ကုလသမဂ္ဂဌာနေကိုစလေမစ္စတာဝတ်မေရဲလူငွေကြက် ုစေရာထောင်တောင်သိတသိန်းနဲ့ပြုပြင်ဝင်မှန်ပါတယ်1990နဲ့93မှာမလေးအဲ့တော့တသိန်းအရာပြုပြင်တဲ့ဈေးကတသိန်းတန်လိုက်တာခုတသိန်းဆိုရင်ဘာမှမရမလေးကြီးမာလိုက်တယ်ဖရာကြီးတတ်ပယ်လိုက်တယ်ဖရာကြီး အနိကပူညော်လိုက်တဲ့အခါတိတ်ကိုကြည့်နေစရာကောင်းတယ်ဘုဘကရင်းနှီးချက်မှလည်းလည်းဆေးပချီရှိသေးတယ်တစ်ခါတစ်ချက်မှတော့အလင်းဝင်ပေါက်တူနဲ့လမ်းရံဆေးပချီမှာဟိုက်မှာလားဘုရားပုံတော်တစ်ခုပူညော်ရပါတယ်ဒီဘက်ကပုံတော်ကတော့ဖေးမင်းနည်းနည်းလေးပြက်နေပြီတော့မှဘုဘကနော်ဒီခရစ်တိုင်းမှာရှင်မြောင်းကလေးကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်ကြည့်ပါပြီ ထီလိုမင်းတို့ဖျားယူပါဗျာဟိုဘက်ကအချွန်ပေါ်နေတာဇေဒီဖျားတော့ဖြစ်ထီလိုမင်းလို့စေ